မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှားများကိုသတင်းမှန်ပြန်ကြားပေးမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးတပုတ်အနေနဲ့နောင်ချိုမိုးမိတ်နဲ့မိုးကုံမြို့တို့မှာလူကြုံရင်တပ်ဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူ၁၈ဦးသေဆုံးပြီး၄၀ဦးထဏ်ရာရခဲ့တယ်လို့သတင်းအမှားများဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မုံမိတ်မြို့နယ်မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့နယ်တို့မှာအခုလ9ရက်နေ့မှာ9ရက်နေ့အတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တိုက်ခိုက်မှုများကြောင့်ပြည်သူ18ဦးသေဆုံးပြီး40တအုပ်ထဲရရှိခဲ့ကောင်းအဆောက်အဦ85လုံးပျက်စီးခဲ့လို့ပြည်ဖြတ်မီဒီယာများကဝါဒဖြန့်ဝေနေတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေကတာဝန်ရှိသူများရဲ့ဖြေကြားချက်အရလူကြုံရေးတပ်ဖွဲ့ဝင်အနေနဲ့အဲ့ဒီနယ်မြေများအတွင်ခူအောင်လှုပ်ရှားလျက်ရှိတဲ့အကြမ်းဖက်သမားများရဲ့သတင်းများကိုတာဝန်သည့်ပြည်သူများရဲ့အတိအကျသတင်းပေးမှုများအရလိုအပ်တဲ့လူကြုံရေးလုပ်ငန်းများကိုသာလှုပ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်သမားများအနေနဲ့သူတို့ကိုမထောက်ခံတဲ့ရဟန်းရှင်လူပြည်သူများကိုလက်နက်အားကိုနဲ့အကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းကြေးရွာများကိုမီရှို့ခြင်းလက်နက်ကြီးများဖြင့်အကြောင်းမဲ့ရန်တပ်ပြစ်ခတ်ခြင်းများကို အဆိုပါနယ်မြေအတွင်းမှာလုံဆောင်ရရှိကြောင်းသိရှိရပါသည်။ အဲ့ဒီလိုအကြမ်းဖက်သမားများရဲ့လုပ်ရများကိုဖုံးကွယ်ရနေလုံခြုံရေးတပ်ဖွဲ့များပေါ်ပြည်သူများအထင်အမြင်လွင်မှစေရန်အတွက်မြို့ရွာများမှာလုံခြုံရေးတပ်ဖွဲ့များကမိရှုခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးရတယ်လို့တပ်ဖက်သက်ဆွဆွဲရေးသားထားတဲ့သတင်းတူသတင်းမများကသာရည်ရွယ်ချက်ရှိရှိလှုပ်ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင် ောက်ထပ်တပုတ်အနေနဲ့ချောင်းမြူနယ်ရှိကျေးရွာနှစ်ရွာကိုလုံခြုံရေးတပ်ဖွဲ့များကမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်လို့သတင်းတူသတင်းမှားများမဟုတ်မမှန်လှုပ်ဆော်ရေးသားဝါဒဖြန့်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မကွေးတိုင်းဒေသကြီး6မြို့နယ်ခွေးပင်ကြီးကြီးရွာနှင့်ခွေးပင်လင်းကြီးရွာတို့ကိုအကူလာကိုရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်များမှမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်းပစ္စည်းများကိုအဓမ္မယူဆောင်သွားတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းတူသတင်းမှားများမဟုတ်မမှန်လောက်ကျန်ရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်။ ဖြစ်စဉ်အမှန်မှာအခုလ9ရက်က6မြို့နယ်ကုန်းကြီးကြီးရွာကို PDF အမိခံအစက်ဖက်သမားများကလက်နက်ကြီးလက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဂွေးပင်ကြီးကြီးရွာနှင့်ဂွေးပင်လေးကြီးရွာတို့ကိုလည်းအခုလ10ရက်ကကြီးရွာအတွင်ဝေရောက်ခါလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ပြီးနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ခြင်းကြောင့်ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း အဲဒီနောက်ကျေးရွာအတွင်မှာပြည်သူပိုင်ပစ္စည်းများကို အကြမ်းဖက်သမားများကယူဆောင်သွားခဲ့ကြောင်းဒေသခံပြည်သူတအုပ်ရဲ့ပြောကြားချက်အရသိရှိရပါတယ်တရားမွေပြည်ဖြတ်မီဒီယာများအနေဖြင့် PDF အမည်ကန်အကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ပြီးနယ်မြေလုံခြုံရေးစာရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့များပေါ်အထင်အမြင်လွဲမှားစေရန်တစ်ဖက်သက်ဆွဆွဲရေးသားပြီးဝါဒဖြန့်ဝေလျက်ရှိပါတယ်။ ဒါကြောင့်အဆိုပါကျေးရွာနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်။၎င်းအကြက်ဖက်သမားများရဲ့လှုပ်ရှားမှုသတင်းများရရှိပါကောင်။ဤဆက်ရောက်လုံခြုံရေးတပ်စခန်းများကိုလျှို့ဝှက်စွာသတင်းပေးပို့နိုင်ပါရဲ့ရှင်။ ဆက်လက်ပြီးကဏီမျိုးနယ်မူရောနယ်နှကြီးရွာကိုတပ်မတော်ကလေးချောင်းဖြင့်ဘုံကျဲတိုက်ခိုက်တယ်လို့မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးကဏီမြို့နယ်မူရောအရှိရွာနယ်နှကြီးရွာကိုလူကြုံရေးတပ်ဖွဲ့များကအခုလ10ရက်နေ့လယ်ပိုင်းမှာနေကြောင်းဖြင့်ဗိုလ်ကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့မဟုတ်မမှန်သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးဒေသခံပြည်သူများနေနေမြေကလုံခြုံရေးတပ်ဖွဲ့များကိုမေးမြန်းခဲ့ရမှာ စကိုင်းတိုင်းဒေသကြီးကန်ဒီမြို့နယ်မူရောအရှိရွာနဲ့နေကြီးရွာဝင်းစင်ပေါင်းလုံခြုံရေးတပ်ဖွဲ့များအနေဖြင့်ပြည်သူများစိတ်အေးချမ်းသာစွာဖြင့်လေထိုင်လောက်ကိုင်းစားတောင်းတိုင်းရဲ့အတွက်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံပြည်သူများအနေဖြင့်လည်းအေးချမ်းစွာသွားလာလှုပ်ရှားနေထိုင်လျက်ရှိကြောင်းနဲ့လုံခြုံရေးတပ်ဖွဲ့များအနေဖြင့်ပြည်သူများနေထိုင်ရာနေရာဒေသများကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းမရှိကြောင်းသိရပါတယ် အထက်ပါမဟုတ်မမှန်သတင်းမှားများမှာတက်မလို့နေပြည်သူအကြားအထင်အမြင်လွဲမှားစေရန်အကြံဖတ်သမားများရဲ့အကြံဖတ်လုပ်ရများကိုဖုံးကွယ်ရန်အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာများကလူမှုကွန်ရက်ပေါ်မှာရေးသားဖြန့်ဝေနေကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လူ့ကျုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတူသတင်းမှားများကိုရည်ရွယ်ချက်ရှိရှိလှုပ်ဆော်ရည်သားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။ မိဘပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှန်များစီစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှားများကိုသတင်းမှန်ပြန်ကြားပေးမှာပဲဖြစ်ပါရှင်ပထမဆုံးတပုတ်အနေနဲ့နောင်ချိုးမိုးမိန်နဲ့မိုးကုံမြို့တို့မှာလူကြုံရင်တပ်ဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူ၁၈ဦးသေဆုံးပြီး၄၀ဦးထဏ်ရာရခဲ့တယ်လို့သတင်းအမှားများဖျက်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ ်ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့မိုးမိတ်မြို့နယ်မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့နယ်တို့မှာအခုလ9ရက်နေ့မှာ9ရက်နေ့အတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တိုက်ခိုက်မှုများကြောင်းပြည်သူ18ဦးသေဆုံးပြီး40တဦးထဲရရှိခဲ့ကောင်းအဆောက်အဦ85လုံးပျက်စီးခဲ့လို့ပြည်ဖြတ်မီဒီယာများကဝါဒဖြန့်ဝေနေတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတဲ့င်းနဲ့ပတ်သက်ပြီးနေမြေကတာဝန်ရှိသူများရဲ့ဖြေကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့အဲ့ဒီနေမြေများအတွင်ခုံအောင်လှုပ်ရှားလျက်ရှိတဲ့အကြမ်းဖက်သမားများရဲ့သတင်းများကိုတာဝန်သည့်ပြည်သူများရဲ့အတိအကျသတင်းပေးမှုများအရလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုသာလှုပ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်သမားများအနေနဲ့သူတို့ကိုမထောက်ခံတဲ့ရဟန်းရှင်လူပြည်သူများကိုလက်နက်အားကိုနဲ့အကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်ခြင်းကြေးရွာများကိုမီးရှို့ခြင်းလက်နက်ကြီးများဖြင့်အကြောင်းမဲ့ရန်တပ်ပြစ်ခတ်ခြင်းများကို အဆိုပါနယ်မြေအတွင်းမှာလုံဆောင်ရရှိကြောင်းသိရှိရပါသည် အဲ့ဒီလိုအကြမ်းဖက်သမားများရဲ့လုပ်ရည်များကိုဖုံးကွယ်ရနေလုံခြုံရေးတပ်ဖွဲ့များပေါ်ပြည်သူများအထင်အမြင်လွင်မှားစေရန်အတွက်မြို့ရွာများမှာလုံခြုံရေးတပ်ဖွဲ့များကမီးရှို့ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးရတယ်လို့တဖက်သက်ဆွတ်ဆွဲရည်သားထားတဲ့သတင်းတူသတင်းမများကသာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ဝါဒဖြန့်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင် နောက်ထပ်တစ်ပုတ်အနေနဲ့ခြောက်မြို့နယ်ရှိကျေးရွာနှစ်ရွာကိုလုံခြုံရေးတပ်ဖွဲ့များကမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်လို့သတင်းတူသတင်းမှားများမဟုတ်မမှန်လှုပ်ဆော်ရေးသားဝါဒဖြန့်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မကွေးတိုင်းဒေသကြီး၆မြို့နယ်ဂွေးပင်ကြီးကြီးရွာနှင့်ဂွေးပင်လေးကြီးရွာတို့ကိုအခုလာကိုရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်များမှမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်းပစ္စည်းများကိုအဓမ္မယူဆောင်သွားတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းတူသတင်းမှားများမဟုတ်မမှန်လောက်ကျန်ရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်။ ဖြစ်စဉ်အမှန်မှာအခုလကိုရက်က6မြို့နယ်ကုန်းကြီးကြီးရွာကို PDF အမိခံအစဖက်သမားများကလက်နက်ကြီးလက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးခွေးပင်ကြီးကြီးရွာနှင့်ခွေးပင်လေးကြီးရွာတို့ကိုလည်းအခုလ10ရက်ကကြီးရွာအတွင်ဝေရောက်ခါလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း အဲဒီနောက်ကျေးရွာအတွင်မှာပြည်သူပိုင်ပစ္စည်းများကိုအကြမ်းဖက်သမားများကယူဆောင်သွားခဲ့ကြောင်းဒေသခံပြည်သူတအူးရဲ့ပြောကြားချက်အရသိရှိရပါတယ်။တရားမဝင်ပြည်ဖြတ်မီဒီယာများအနေဖြင့် PDF အမိခံအကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကိုဖုံးကွယ်ပြီးနယ်မြေလုံခြုံရေးစာရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့များပေါ်အထင်အမြင်လွဲမှားစေရန်တစ်ဖက်သက်ဆွဆွဲရေးသားပြီးဝါဒဖြန့်ဝေလျက်ရှိပါတယ်။ ဒါကြောင့်အဆိုပါကျေးရွာနေအိမ်များကိုမီးရှို့ဖျက်ဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုအရမတ်ယူဆောင်သွားတယ်။၎င်းအကြက်ဖက်သမားများရဲ့လှုပ်ရှားမှုသတင်းများရရှိပါကောင်။ဤဆက်ရောက်လုံခြုံရေးတပ်စခန်းများကိုလျှို့ဝှက်စွာသတင်းပေးပို့နိုင်ပါရဲ့ရှင်။ ဆက်လက်ပြီးကဏီမျိုးနယ်မူရောနယ်နှစ်ကြီးရွာကိုတမ်ရော်ကလေးချောင်းဖြင့်ဘုံကျဲတိုက်ခိုက်တယ်လို့မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးကဏီမျိုးနယ်မူရောအရှိရွာနယ်နှစ်ကြီးရွာကိုလုံခြုံရေးတပ်ဖွဲ့များကအခုလ10ရက်နေ့လယ်ပိုင်းမှာလေးချောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးဒေသခံပြည်သူများနေမြေကလုံခြုံရေးတပ်ဖွဲ့များကိုမေးမြန်းခဲ့ရမှာပါ စကိုင်းတိုင်းဒေသကြီးကန်နီမြို့နယ်မူရောအရှိရွာနဲ့နက်ကြီးရွာဝင်းစင်ပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူများစိတ်အေးချမ်းသာစွာဖြင့်နေထိုင်လောက်ကန်စားတောင်းတိုင်းအတွက်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံပြည်သူများအနေဖြင့်လည်းအေးချမ်းစွာသွားလာလှူရှားနေထိုင်လျက်ရှိကြောင်းနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူများနေထိုင်ရာနေရာဒေသများကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်အထက်ပါမဟုတ်မမှန်သတင်းမှားများမှတက် တော်နေပြည်သူအကြအထင်အမြင်လွဲမစေရန်အကြဖတ်သမားများရဲ့အကြဖတ်လုပ်ရများကိုဖုံးကွယ်ရအတွက်တရားမှွေပြည်ဖြတ်မီဒီယာများကလူမှုကွန်ရက်ပေါ်မှာရည်သားဖြန့်ဝေနေကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အပိထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတူသတင်းမှားများကိုရည်ရချက်ရှိရှိလှုပ်ဆော်ရည်သားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။